ာပါရှင်။ပိုးကဒီအချက်ညီများချင်းဆိုတဲ့ဇလန်တွဲလေးမှာယူသားကျူးစားတဲ့ဒီဝင်ထန်းကောင်မလေးအဖြစ်စုလင်းအိမ်အဖြစ်ပါဝင်သရုပ်ဆောင်ထားပါတယ်။အဲဒီဇက်ကားရဲ့မှာစုလင်းအိမ်ကဒီတမန်းသာရွာမှာနေတဲ့တာမန်ရွာသူလေးတယောက်သူ့ဘဝသူသူဖြစ်ချင်တဲ့ န်းတိုင်ကိုရအောင်တဆင့်ပြီးတဆင့်ကြိုးစားတတ်တဲ့ကောင်မလေးတယောက်ကြိုးစားရင်းနဲ့ပဲသူယူမန်းထားတဲ့ဒီနေရာကြီးကို ရောက်လာတဲ့အခါပြီးတော့ဒီလမ်းသူကြိုးစားတဲ့လမ်းတစ်လျှောက်မှာ တွေ့ရတဲ့အခက်အခဲလေးတွေကိုပုံဖော်ထားပါတယ်နောက်ပြီးတော့ဒီဇလန်ထဲမှာဆိုရင်ဒီဟိုတယ်လုပ်ငန်းတစ်ခုမှာ တွေ့ရတဲ့ဝန်ထမ်းလေးတွေရဲ့နေစဉ်ဘဝလာတဲ့ဧည့်သည်တွေရဲ့ဖြစ်တတ်တဲ့အကြောင်းအရာလေးတွေကိုဤစရာဖြစ်နေရောជីနူးစရာဖြစ်လေးတွေနဲ့ကိုမျိုးစုံမြင်တွေ့ရမှာဖြစ်ပါတယ် အဲဇက်ကောင်ဇိုင်းနဲ့ပိုးနဲ့ဆိုရင်꽈ရာကတော့အကုန်လုံး꽈တယ်တူရာကတော့တိတ်အဲအရန်နဲ့မယ်ထင်တယ်ဗောနော်သူရဲ့စားကြရေကဟိုဒီစုလင်းအိမ်ရဲ့ lifestyle ကသူကတာမန်ရွာသူလေးတယောက်ဆိုတော့ သူ့မှာကြည့်ရှုရတဲ့မိသားစုပေါ့နော်မိသားစုတက်သူစူးစမ်းရတယ်သူ့ဘဝမှာအဆင်မပြေတာတွေများတာကိုသူ ရုန်းကန်တဲ့ကောင်မလေးအနေနဲ့ပေါ့နော်အဲသူ့မှာစကရေရသူလဲလဲဆိုင်တဲ့ကောင်မလေးအသီးတွေဆိုင်တယ်အသီးတွေခူးတယ်ခမောက်ကလေးနဲ့အလုံးလုံးတယ်တဖြည်းဖြည်းသူဒီဘက်မှာဝင်ထမ်းလေးဖြစ်လာတော့လဲဝင်ထမ်းလေးအနေနဲ့စူးစမ်းရတယ်အဖြစ်ကလေးတွေပေါ့နော်ဆိုတော့ဟိုအပြင်ကပိုးနေတော့ မတူတဲ့ပုံစံလေးတစ်ခုကိုမြင်ရမှာပေါ့ပထမအဆုံးအနေနဲ့ကတော့ပရိသတ်တွေအတွက်စိတ်အပန်းဖြေတဲ့ယတာလေးတွေကြည်နူးစေတဲ့ယတာလေးတွေကိုပေးနိုင်တဲ့ဇလံတွဲလေးဖြစ်လို့ကြည့်စီချင်ပါတယ်အာနောက်တစ်ခုကတော့လူတွေနဲ့ လူတွေရဲ့သဘာဝနဲ့နီးစပ်တဲ့ခံစားချက်ကလေးတွေပေါ့နော်ဖြစ်တတ်တဲ့သဘောသဘာဝလေးတွေဝန်ထမ်းလေးတွေနဲ့လည်းကိုယ်နဲ့ကြုံတွေ့ရတဲ့ပြင်ပကဘဝနဲ့နီးစပ်တဲ့အကြောင်းအရာလေးတွေနောက်ပြီးတော့ဒီမှာအုပ်ချုပ်နေတဲ့ဒီ boss ဒီဆိုလို့ရှိရင်လည်းသူတို့ဝန်ထမ်းနေနဲ့ deal လုပ်ရတဲ့သဘာဝကြတဲ့ဇလန်းလေးတွေနောက်ပြီးတော့အချစ်ဇလန်းလေးတွေဆိုလို့ရှိရင်လည်းတူးနဲ့တူးကြားကကရရကလေးတွေတယောက်နဲ့တယောက်ပေါ်မှာဖြစ်တယ်မနာလို့သဝင်တူမှုလေးတွေ ਨੇ ဆိုတော့ဒီအားလုံးရဲ့ စိတ်ခံစားချက်တွေနဲ့တနေရာမဟုတ်တနေရာမှာတိုက်ဆိုင်မဲ့ဓာလေးတွေကိုပါဝင်တဲ့အတွက်လည်းကြည့်တင်တယ်လို့ထင်ပါတယ်။နောက်ပြီးတော့နောက်တစ်ခုကတော့အာဒီရိုက်ကူးထားတဲ့ဇဝင်ခန်းကြီးရဲ့အလှအပပြီးတော့အခုမန္တလေးရဲ့အလှအပဟိုဒုထောက်ရီမြကြီးရဲ့အလှအပတွေကိုအပြည့်အဝကြည့်ရှု နိုင်မှာဖြစ်တဲ့အတွက်လည်းဒီစကားလေးကိုကြည့်ရမယ်လို့ထင်ပါတယ်။ပိုးတို့ရဲ့ဒီအချင်းညီညာချင်းဆိုတဲ့ဇလန်းတွဲလေးကိုမကြခင်မေလ19ရက်နေ့ကစပြီးတော့ Canna Plus ဇလန်းနဲ့ Canna Plus application တို့မှာထုတ်လွှင့်ပြသသွားတော့မှာပဲဖြစ်ပါတယ်။ပိုးရဲ့ရုပ်တံဇလန်းတွဲလေးတွေကိုမကြည့်ရတာကြာလို့စောင့်မျှော်နေတဲ့ပရိသတ်တွေအားလုံးကလည်းဒီအချင်းညီညာချင်းဆိုတဲ့ဇလန်းတွဲလေးကို Canna Plus ရဲ့တရားဝင် channel များမှသာကြည့်ရှုအားပေးကြဖို့ပိုးကဖိတ်ခေါ်ချင်ပါတယ်။ကျေးဇူးများကြီးတင်ပါတယ်။